အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပိဆိုတာဘယ်လိုပုံကူမျိုးလဲလို့ကြည့်လိုက်တဲ့အခါတပိဆိုတဲ့သကလုံးကတပါယံတာထုတဘောဆိုတဲ့သကလုံးကလာတာတပ္ပဆိုတာပွဲလေတဲ့တဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်ဖိုးရှိတဲ့စကားတွေကြားရတယ် စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျောမြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရအောင်အဲ့တော့သဘာယံတာတုတပ်ဘောပွဲလေတဲ့တဲ့ပုဂ္ဂိုလ်လူလေကောင်းမှာဂုံရှိတည်ရရှိပဆန်ရှိလို့ဂုံရှိတည်ရရှိမဟုတ်ဘူးမွန်ရည်တယ်ပညာရှိတယ်တိမ်မွေးတယ်အကျိုးကြောင့်ဆင်ခြင်တဲ့အသိဉာဏ်တွေရှိတယ် အမျောမြင်ရှိပြီးတော့လောကရဲ့ပြဿနာတွေကိုဆုံးဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတော်ကောင်းလို့ခေါ်တယ်